မင်္ဂလာပါရှင်ခသစ်တယ်လီဗေးရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်။ညောင်လေးပင်မြို့နယ်ပစုံမြောင်ချင်းရွာစစ်တပ်ခြေကုတ်စခန်းကိုလက်နက်ကြီးစနိုက်ပါတို့နဲ့တိုက်ခိုက်မှုစစ်သားနှုတ်တေဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းညောင်လေးပင်မြို့နယ်ပစုံမြောင်ချင်းရွာစစ်တပ်ခြေကုတ်စခန်းကိုလက်နက်ကြီးစနိုက်ပါတို့နဲ့ပြက်ကတ်တိုက်ခိုက်ခဲ့ရာစစ်သားနှုတ်တေဆုံးခဲ့ကြောင်း Fire Dragon P23703 တပ်ရင်းမှတာဝန်ရှိသူတောင်းကပြောပါရယ်။ AB 22ရက်နေ့ညနေ3:30မိနစ်ကမှညောင်လေးပင်မြို့နယ်ပစုံမြောင်ချင်းရွာတွင်ခြေကုတ် ုံစကန်ချထားတဲ့နေရာများထဲမှာစစ်တပ်ရဲ့ drone တပ်ဖွဲ့ချိန်ကုန်ယူထားတဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေက60မမလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ဒါပြင်ညနေ3:30နဲ့3:24မိနစ်ခန့်တို့မှာလဲတာပြတ်တရားမှာချိန်ကုန်ယူထားတဲ့အကြံဖတ်စစ်သားများကို60မမလက်နက်ကြီးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီလိုပြစ်ခတ်တိုက်ခိုက်မှုအပြီးတာပြတ်တရားမှာထွက်လာတဲ့အကြံဖတ်စစ်သားတွေကိုပါစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတအုပ်တည်ဆုံးခဲ့ကြောင်းသိရပါတယ်။လက်နက်ကြီးနဲ့ထူတာတွေကရန်သူနီးကပ်ဆုံးနေရာတွေကိုကြာပါတယ်။အခုဆိုရင်ရန်သူဘက်ကနင်းနေငြိမ်သွားပြီးကြံပိုကုန်းနဲ့ မုတ်ခမုံမှာပြင်ဆင်မှုတွေလုပ်နေတဲ့အင်အားတွေထပ်တိုးချထားတယ်လို့ Fire Dragon P3703 တရင်မှတာဝန်ရှိသူတောက်ကပြောပါတယ်။ အလားတူညနေ4:58မိနစ်မှာအစိုးပါတာပြတ်တရားမှတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကို60မမလက်နက်ကြီးနဲ့တလုံးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတအုပ်တိဆုံးခဲ့ကြောင်းကြံထိခိုက်တိဆုံးမှုတွေကိုဆက်လက်ဆုံဆန်းနေစေဖြစ်ကြောင်းသိရပါတယ်။အစိုးပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3903တပ်ရင်း P2370 35 drone ကိုလက်နက်ကြီးဖွဲ့မှရဲဘော်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တပ်ပုံအနေနဲ့သကိုင်းမြို့ပေါ်မှာမင်းကွန်းတ ေတာကိုတောင်စားမှုညူပြီးပြန်လာတဲ့ပြူစောတီများလိုက်ပါလာတဲ့ကားကိုပြစ်ခတ်တိုက်ခိုက်မှုပြူစောတီကောင်းဆောင်နေလင်းကိုရဲဘော်ကြီးပါဝင်ခုနကသေဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစကိုင်းမြို့ပေါ်မှာမင်းကွန်းဒေတာကိုတောင်စားမှုညူပြီးပြန်လာတဲ့ပြူစောတီများလိုက်လာတဲ့ကားကိုပြစ်ခတ်တိုက်ခိုက်ရာပြူစောတီကောင်းဆောင်နေလင်းကိုရဲဘော်ကြီးပါဝင်ခုနကသေဆုံးခဲ့ကြောင်းယူနီကွန်းပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါရယ်။ င်ပြည်လ20ရက်နေ့မှာစကိုင်းမြို့ပေါ်မှာမင်းကွန်းဒေသကိုမွေးနေ့ပွဲမှာတောက်စားမှုယူပြီးကားနဲ့ပြန်လာတဲ့ဖြူစောထီတွေကိုတော်လိုင်းတပ်ဖွဲ့တွေကမင်းကွန်းဒေသတနေရာမှာပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်ဖြူစောတီကောင်းဆောင်နေလင်းကော်ရဲဘော်ကြီးပါဝင်အပေါင်းပါဖြူစောတီခုနောက်တင်ဆောင်ခဲ့ကြောင်း၎င်းတို့လိုက်လာတဲ့ကားမှာနှစ်ဦးသာလွမြောက်ခဲ့ပြီးကြမ်းရှိသူအလုံးတင်ဆောင်သွားခဲ့ပြီးကားကိုလည်းမိရှုရှင်းလင်းခဲ့ကြောင်းသိရပါဗျ။တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မင်းကွန်းမှာစစ်ကူကားနှစ်စီးနဲ့စကိုင်းမြို့မှာစစ်ကူကား၃စီးရောက်လာခြင်းနဲ့လက်နက်များအေရာဖြစ်နေတာကြောင့်အပိသက် က်ချိန်မုံနိုင်ငယ်ခြင်းမရှိကြောင်းသိရပါတယ်။တည်ဆုံသွားတဲ့ပြူစောတိကောင်းဆောင်နေလင်းခေါ်ရှဲဝော်ကြီးကရွှေကြားရဲ့တပင်ရင်ဖြစ်ပြီးလက်ရှိအချိန်မှာရွှေကြားနေရာကိုစက္ကန်ထားသူဖြစ်ကြောင်းဖုန်ကြီးဝေပုံလာဦးဆောင်တဲ့ပြူစောတိဖွဲ့ရဲ့ကောင်းဆောင်လည်းဖြစ်ကြောင်းသိရပါတယ်။ ဧပြီလ22ရက်နေ့မှာတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာကိုတော်လိုင်းတပ်ဖွဲ့တွေကနေမြေရှင်းလင်းပြုလုပ်စဉ်ကြီးတူရီတနက်တလန်လက်ပစ်ပုံနှလုံး50မမပုံတီနှလုံးကြီးအနေငယ်လိုတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။ဖြူစောတီခေါင်းဆောင်နီလင်းကိုရဲဘော်ကြီးတည်ဆုံးပါတယ်သူပါဝင်ခုနောက်တည်ဆုံးပါတယ်သူတို့စည်းလာတဲ့ကားကိုနေမြေရှင်းလင်းလုပ်ပြီးမိရှုရှင်းလင်းခဲ့တယ်လို့ယူနီကွန်ပြောင်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုယူနီကွန်ပြောင်ကြားတပ်ဖွဲ့နဲ့အတူ မင်းကန် PDF တိုက်နဲ့ပလာဖားလိုပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ဒေါနာတောင်ပေါ်2018လမ်းပိုင်းကိုခိတပိန်ထားဖို့ BGS စီစဉ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာကုန်သွယ်ရေးအာရှလမ်းမကြီးပိန်ထားချိန်မှာယာယီအသုံးပြုနေတဲ့လမ်းနေတွေကအရှိပါတဲ့2018ဒေါနာတောင်ပေါ်လမ်းကြောင်းကိုကရင်နယ်ကြားဆောင်တက် BGS ကတနကြာပိတ်သွားဖို့စီစဉ်နေရလို့ BGS နဲ့နှိစက်တဲ့သတင်းအရှင်းမြစ်တွေစီကသိရပါတယ်။ 2018ဒေါနာတာမော်လန်ကွန်းလန်ပိုင်းပြုပြင်ဖို့ဆိုပြီးလာမယ့်ရက်ပိုင်းကစတင်ကခိတပိတ်သွားဖို့စီစဉ်နေရလို့သတင်းအရင်းမြစ်တွေကပြောပါတယ်။ထိုင်းမြန်မာကုန်သွယ်ရေးလမ်းကြောင်းမှာအဓိကကျတဲ့အာရှလမ်းမကြီးမှာတိုင်ပွဲတွေဖြစ်ပြီးရနောက်လမ်းပိုင်းပြတ်တောက်သွားတာပါအာရှလမ်းမကြီးကကွန်ကရစ်မြို့နဲ့မြောက်ရီမြို့ကိုဆက်သွယ်ထားတာလည်းဖြစ်ပါတယ်အာရှလမ်းမကြီးကိုအတုံးပြုမရချိန်မှာဒေါနာတောင်တန်းကိုဖျက်ဖောက်ထားတဲ့ရခင်တောင်ပေါ်လမ်းဟောင်း2018လမ်းထို့ကော်ကိုလမ်းကျက်ဥတောင် တိတ်ကတိလမ်းတို့ကိုကုန်စီစီစဉ်တည်ယူပို့ဆောင်ရင်းနဲ့တွန်းလိုက်အတွက်အသုံးပြုနေတာပေါ့အဲ့ဒီလမ်းပိုင်းတွေမှာဒေါနာတောင်ပေါ်လမ်းဟောင်းကကတ္တရာလမ်းဖြစ်ပြီးမြကားတစည်းသက်သာပဲတွားလို့ရတယ်လို့ဂျန်တဲ့2018လမ်းထို့ကော်ကိုလမ်းကျက်ဥတောင်တိတ်ကတိလမ်းတွေကတော့မြေသားလမ်းတွေဖြစ်ပါတယ်ဒါကြောင့်မိုးရင်းမှာတွားလိုက်ခက်ခဲနိုင်တယ်လို့သိရပါတယ်2018လမ်းနဲ့ကျက်ဥတောင်လမ်းပိုင်းတွေကိုစစ်ကောင်စီတပ်လက်အောက်ခံ PGF ကထိန်းချုပ်ထားပြီး ထုတ်ကော်ကိုလန်လန်ပိုင်းကိုတော့အပြည့်ရထားတဲ့ကရင်ငင်းချိုင်းကောင်စီ PC ကစိုးမိုးထားတာဖြစ်ပါတယ်2018လက်ကိုခေတ္တပိတ်လိုက်ရင်တော့ဂျန်နေကျက်ဦးတောင်းလန်နဲ့ထုတ်ကော်ကိုလန်တွေကိုအတုံးပြူနိုင်အောင်ပါလန်ပိုင်းခေတ္တပိတ်ပြီးမဲ့အကြောင်းနဲ့ပတ်သက်ပြီး BGF ပြောရေးဆိုခွင့်ရှိသူထံဆက်သွယ်မေးမြန်းထားပြီးမဲ့ဆက်သွယ်မရသေးပါဘူးနောက်ထပ်တပုတ်အနေနဲ့ကိုကန့်အထူးဒေသတင်မှာနေထိုင်သူများနေထိုင်ခွင့်ပြုကတ်လောက်ရမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် MNDA ရဲ့အထူးတည်သားတင်လောက်ကံမျိုးမှာလာရောက်နေထိုင်သူအားလုံးနေထိုင်ခွင့်ကတ်ရှောက်ထားဖို့ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။အမတ်တအထူးတည်သားလောက်ကံမျိုးကအခြားဒေသမှာရွှေ့ပြောင်းနေထိုင်သူများစီးပွားရေးသမားများခြေခံလူရန်စာလုပ်သမားတွေနဲ့အထူးစီကားတဲ့မျိုးဖြစ်ပြီးစစ်ပွဲကာလအတွင်းထိထိခိုက်ပျက်စီးမှုတွေများခဲ့တော့လဲအထူးဒေသစီရင်အုပ်ချုပ်မှုကော်မတီရဲ့လမ်းညွှန်ချက်နဲ့ပြန်လည်ထူထောင်လုပ်ငန်းများလုပ်ကိုင်ကလက်ရှိကာလမှာပြန်လည်အေးစက်လာပြီလို့ထုတ်ပြန်ပါတယ်။နေထိုင်ခွင့်ပြုကတ်လို့ရမှာမပုံတင်အိမ်တောင်စုစီဒါမှမဟုတ် ထောက်ခံပေးသူလိုအပ်ပြီးတုံချိန်မြို့နယ်ရဲစခန်းမှာအသေးစိတ်အချက်အလက်များစုံစမ်းနိုင်ကြောင်းသိပေးထားပါတယ်။မြို့ရင်းဖြစ်ပေါ်လာနိုင်တဲ့ဒူးဆန်မှုတွေကိုထိန်းချုပ်နိုင်ဖို့အတွက်နေထိုင်ခွင့်ကတ်များထုတ်ပေးလျက်ရှိရလို့ဆိုပါတယ်။ MNDE က2029စစ်စင်ပထမပိုင်းနဲ့ဒုတိယပိုင်းတွင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာချင်းရွှေဟော်လောက်ကိုင်းကျုကုတ်ပန်းဆိုင်မုံကိုသိန်းညီလာရှုမြို့တွေကိုသိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးအထူးဒေသတဲ့အဖြစ်အုပ်ချုပ်ရေးရန်ရာဖော်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့တင်ယုံစုရရင်ဖိအားကြောင့်ဧပြီလ22ရက်မှလာရှုမြို့မှာပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ဒီလိုဆုတ်ခွာသွားပြီးရ င်နောက်ကျေးအဓုဒိတာတင်အတွင်ပြပမှဝင်ရောက်လာသူတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးနေရလို့သိရပါတယ်။ဗမာအပောင်း တခြားတိုင်းရင်းသားတွေအားလုံးကအရင်လိုဝင်လို့မရတော့ဘူးပြန်လွှတ်နေတဲ့ဖန်စည်းတာတွေလည်းရှိတယ်လို့လာရှုမျိုးကန်တုံးကပြောပါတယ်။ AB လ16ရက်နေ့ကကွန်လုံချင်းရွှေရော်လမ်းမှာလူငင်60ကိုအထောက်ထားမရှိလို့ဆိုပြီး MND ကဖန်စည်းခဲ့ပြီးနောက်ဦးသားပြန်လွှတ်ပေးခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ဒါအပြင်ကွန်လုံချင်းရွှေရော်နဲ့လောက်ကန်မျိုးပေါ်မှာပမာလူမျိုးများကို MND ကနေထိုင်ခွင့်မပေးတော့ဘဲနေရပြန်ဖို့နေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ အဆိုပါသတင်းထွက်လာပြီးရင်နောက်အထူးဒေသတက်လောက်ကန်မျိုးမှာလာရောက်နေထိုင်သူတွေအားလုံးနေထိုင်ခွင့်ကတ်လျှောက်ထားဖို့လိုအပ်ကြောင်းထုတ်ပြန်ခြင်းဖြစ်ပါတယ်။အထောက်အထားမရှိသူများကိုဖမ်းဆီးခြင်းနဲ့ဗမာလူမျိုးများနေထိုင်ခွင့်မပေးတော့ဘဲနေရပြန်ပို့နေကြောင်းသတင်းချုပ်ထွက်ပေါ်နေမှုနဲ့ပတ်သက်ပြီး MNDE ကရှင်းလင်းထားခြင်းမရှိပါဘူး။နောက်ထပ်တစ်ပုတ်အနေနဲ့ပခုတ်ကူမှာစစ်ကောင်စီရဲ့စစ်တပ်လေးတီကိုတော်လိုင်းတက်များမိရှုဖြစ်စင်းရဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပကွေးတိုင်းပခုတ်ကူမျိုးနယ်မှာစစ်ကောင်စီရဲ့စစ်တပ်လေးတီတစ်စီကိုမိရှုဖြစ်စင်းခဲ့တယ်လို့ဆိုပါတယ်။ AB လ23ရက်ညနေ9:00ခွဲကန်က ပခုတ်ကူမျိုးရှိအမှတ်တရတဲ့ချင်းမြန်တက်မဌာနချုပ်မှတက်လာတဲ့စက်တက်လီဒီ3စီးအနက်တစင်းကပြန်ဝဲနေချိန်မှာခြုံရမှုကြောင့်မြေပြင်ကိုဆင်းသက်လာချိန်ဘာမာရီဗိုလူရှင်ရင်းကြဖွဲ့နေတူတော်လိုင်းတက်ဖွဲ့တွေကသွားရောက်ရှာဖွေခဲ့တယ်လို့ဆိုပါတယ်။၎င်းတို့ရောက်ရှိချိန်မှာစစ်ကောင်စီတပ်ကမြေပြင်အင်အားအလုံးကြီးနဲ့တက်လာတာကြောင့်စက်တက်လီဒီကိုယူဆောင်လို့မရတော့လို့မိရှုရှင်းလင်းခဲ့ပြီးမောင်းနေသူမှထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီရဲ့စက်တက်လီဒီကိုမိရှုဖျက်ဆီးရမှာဘာမာရီဗိုလူရှင်ရင်းကြဖွဲ့နေတူပခုတ်ကူပြည်ပ Defense ို PPDF မှရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းသိပေးပါရယ်စစ်ကောင်စီကစစ်တပ်လေဒီအုံပြတိုက်ခိုက်မှုကို2024ဒီဇင်ဘာအတွင်းမန္တလေးတိုင်းကစုံမြို့နယ်နဲ့စကိုင်းတိုင်းစကိုင်းမြို့နယ်တို့မှာစတင်အုံပြခဲ့ပါရယ်အဲဒီနောက်လေတပ်စခန်းနဲ့အခြေဆိုင်တပ်များစွာရှိတဲ့နေရာတွေကိုစစ်တပ်လေဒီအညာဒေသရှိတော်လိုင်းတပ်များနေရာဒေသတွေကိုနေစင်နေများပုံကျင်းနေလို့သိရပါရယ်